မေလ28ရက်နေ့မှာနားဆင်ရမယ့် Kenyan Times ရဲ့သတင်းတွေကတော့တကြွပြန်တိုက်ပွဲကြောင့်ဆောင်းပြောင်းကျွရဒေတာခင်များရွာလုံးကျွထမှန်သိမ်းဆောင်ကြရပါတယ်။ Green မှာဝက်ပေါက်လေးတကောင်ကိုစက်လင်းသိမ်းအထိရှိနေပါတယ်။စစ်ကောင်စီရဲ့စနိုက်ပါပြစ်ခတ်ခံရတဲ့မူပြဲလိုခက် PDF ရဲဘော်တူစေကူတာမှုခံယူနေရစေစတဲ့သတင်းတွေပါဝင်။ Green ပြည်အပါဝေဒေတာတချို့မှာတပတ်အတွင်းမိုးထစ်ချုံရွာတွန်းလိုက်ပြီးမုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်တာ မြေကျွန်းချင်းမြေပြိုချင်းတွေကိုတရီထောက်ဖို့လိုအပ်ပါတယ်ဆရတဲ့တဲ့တွင်ကိုပြောပြပေးပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်းပြောင်းကျေးရွာဒေသခံတွေဟာတကြောပြန်တိုက်ပွဲတွေကြောင့်ရွာလုံးကျထမ်းမှန်သိမ်းရှောင်နေကြရတယ်လို့ပအိုးလူငယ်အဖွဲ့အစည်းကနေသိရှိရပါတယ်ဒေသခံတွေဟာမြေပြေမှာနှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့မေလာ29ရက်နေ့ကစပြီးတင်းရှောင်ကြရတယ်လို့ပအိုးလူငယ်အဖွဲ့အစည်းရဲ့တာဝန်ရှိသူက ကနေုပ်တီထိုင်းကိုပြောပါတယ်။ထမှန်သိန်းရှောင်းကြားရတဲ့ဆောင်းပြောင်းဒေတာခန့်တွေဟာပင်လောင်မျိုးပေါ်နဲ့ပင်လောင်အနီးတစ်ဝိုက်ကကျေးရွာတွေမှာခုံလုံးနေကြတယ်လို့ဆိုပါတယ်။လူထုတွေဟာစစ်ဘေးရှောင်တဲ့အတွေ့အကြုံရှိခဲ့ပူပေမဲ့လက်ရှိထမှန်သိန်းရှောင်းရမှာလဲလိုအပ်ချက်တွေများပြားနေပြီးအကူအညီတွေလိုအပ်နေသေးပဲလို့အဲ့ဒီပအိုးလူငယ်အဖွဲ့အစည်းရဲ့တာဝန်ရှိသူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့ကနေစပြီး ဒီကနေ့အချိန်ထက်စစ်ကောင်စီနဲ့ပြည်သူ့စစ် PNO တို့နဲ့တော်လန်ရဲတပ်ဖွဲ့တွေကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့ data currency ကနေသိရှိရပါတယ်။ဆောင်းပြောင်းကျေးရွာနဲ့အနီနာကျေးရွာတွေမှာပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းကစပြီးရက်ရှည်တိုက်ပွဲတွေဖြစ်ပွားကရွာလုံးကျွတင်းရှောင်ခဲ့ကြရပြီးလက်ရှိမှာလည်းနောက်တစ်ကြိမ်ထပ်မံတင်းရှောင်နေကြရတာဖြစ်ပါတယ်။ဆောင်းပြောင်းကျေးရွာမှာတော့အင်ချင်းထောင်ကျော်ရှိရလို့သိရပါတယ်ရှင်။ ဂရင်းနီပြည်ဒီမော့ဆူမြို့နယ်မှာနှုတ်ခွဲပြီးလတာအရွယ်ဝဲပေါက်လေးတကောက်ရဲ့ဈေးနှုန်းဟာကျပ်3သိန်းခွဲကနေကျပ်4သိန်းထိရှိလာတယ်လို့ data currency ကနေသိရပါတယ်။ပြီးခဲ့တဲ့နေ့တွေမှာတော့ဝဲပေါက်ကလေးတကောက်ကိုကျပ်2သိန်းကနေ2သိန်းခွဲဝန်းကျင်လောက်သာပေးဝယ်ရပေမဲ့အခုနေ့မှာတော့20ဆနီပါဈေးမြင့်တက်လာတာဖြစ်ပါတယ်။အခုလိုဝဲပေါက်ကလေးတွေဈေးနှုန်းတွေပုံမှန်မြင့်တက်လာတာဟာစီးပွားဖြစ်ဝဲမွေးမြူသူတွေမရှိတော့တာကြောင့်ဖြစ်နိုင်တယ်လို့ ဂရင်းနီပြည်သားကာလအထွေရေးကောင်းစီ IEC ရဲ့မွေးမြူရေးနဲ့ကုသရေးဌာနညွှန်ကြားရေးမှူးတဦးကပြောပါတယ်။ဂရင်းနီဒေတာခန်ရီနဲ့စီပေရှောင်းတွေဟာသူတို့ရိုးရအရာအသုံးပြုဖို့ဖြစ်စေ၊စာဝန်နေရေးအတွက်ဖြစ်စေ၊တနိုင်တပိုင်း၊ကြက်၊ဝက်၊နွားစတာတွေကိုမွေးမြူလေ့ရှိကြပါတယ်။ကျေးရွာအများစုတွေမှာတော့တနိုင်တပိုင်းမွေးမြူထားကြတဲ့တရိတ်ဆန်တွေဟာဖြားနာပြီးတည်ဆုံမှုတွေနဲ့ကြုံတွေ့နေကြရတာကြောင့် ဆုံးရှုံးမှုတွေရှိနေတယ်လို့သိရပါတယ်ရှင်။ Greeny ပြည်အပါဝင်မြန်မာနိုင်ငံကဒေတာတချို့တွေမှာမေလာ26ရက်နေ့ကနေဂျွန်လ3ရက်နေ့အထိတပတ်အတွင်းမိုးထချုံရွာသွန်းနိုင်ပြီးမုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ကမြေပြိုခြင်းတွေမြေကျွန်းချင်းတွေရဲ့တွေကိုသတိထားဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမနေ့ကမေလာ26ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်။တပတ်အတွင်းမိုးထချုံရွာတွန်းနိုင်မဲ့ဒေတာတွေကတော့ Greeny ပြည်အပါအဝင် နေပြည်တော်ဧရာဝတီတိုင်းမကွေတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မိုးပြည်နယ်တို့ဖြစ်ပါတယ်။တချို့ဒေသတွေမှာမိုးပိုကြီးနိုင်တယ်လို့ဆိုပါတယ်။ဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသအခြေအနေတွေကြောင့်မြေပြိုခြင်းတွေမြေကျွန်ခြင်းတွေအပြင်လျက်စီလက်ချင်းမိုးကြိုးပစ်ခြင်းနေရာကွက်ပြီးမိုးကြီးခြင်းမိုးသီးကြွေကြခြင်းလျက်တပြက်ရေကြီးခြင်းစတဲ့တဘဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ပုံမသတိထားဖို့ကိုလည်း NUG ကတိုက်တွန်းထားပါတယ်ရှင်။ရှန်ဂရီနီနဲ့ဆက်မိုးပြဲမြို့မှာတိုက်ပွဲတွင်စကောင်စီရဲ့စနိုက်ပါပစ်ခတ်ခံခဲ့ရတဲ့မိုးပြဲလိုခန့် PDF ရဲ့ဘော့တူဟာလက်ရှိမှာတော့ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့တပ်ရင်းတောင်းဝရှိသူစီကနေသိရပါတယ်။ထိခိုက်မိတဲ့ရဲဘော်ကတော့တက်တာလာပြီလို့မိုးပြဲလိုခန့် PDF တပ်ရင်းရဲ့တောင်းဝရှိသူကကနေ့ပြထိုင်ကိုဒီကနေ့မှပြောပြပါရစေ။ ီးခဲ့တဲ့မေလ23ရက်နေ့မှာတော်လန်ရင်တပ်ဖွဲ့တွေလက်လုခဲ့ရတဲ့မိုးပြဲကရှစ်ကာကင်းကုန်းအချို့ကိုပြန်လည်ခြေကုပ်ရယူဖို့ကြိုးစားရင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအဲ့ဒီရဲဘော်ဟာစနိုက်ပါထိမှသွန်းခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်းတော်လန်ရင်တပ်ဖွဲ့တွေထိတ်ချုပ်ထားတဲ့မိုးပြဲမြို့ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီတပ်ကနေ့စဉ်တိုက်ခိုက်မှုပေါင်းစုံပြုလုပ်နေစေဖြစ်ပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားနေစေပဲလို့တလရရဲ့တပ်ဖွဲ့တွေစီကနေသိရပါရဲ့ရှင်။ ကန်ယော့ဒီတိုင်းစ်ရဲ့မေလာ29ရက်နေ့သတင်းတွေကိုနာဆင်ခဲ့ရတာပါကြည့်ရှုနာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးလုံခြုံပေးခဲ့တဲ့နေရန်ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမမော်ဦးမြပါ